ရခိုင်မှာစစ်ရှုံးနေလို့စစ်ကောင်စီကအေကိုပုံဖြတ်တိုက်ခိုက်ဖို့ကြိုးပမ်းနေရခိုင်ကစစ်အာဏာရှင်တိုက်ပွဲတွေမှာအရှုံးကြီးရှုံးနေပြီးမြို့တွေလည်းအသိမ်းခံရတဲ့စစ်ကောင်စီကတော့အာရခတ်တော်ကိုအရင်လမ်းဟောင်းကြီးအတိုင်းပုံဖြတ်တိုက်ခိုက်ဖို့ကြိုးပမ်းလာပြီလို့စစ်ရေးလေလာဆောင်ကြီးသူတွေကပြောဆိုလိုက်တာပါအခုရန်ကုန်မှာဖမ်းဆီးရမိတဲ့မွေးရမှန်ကိုဂိုင်းတွေကလည်းအေကနောက်ွယ်ကနေလှုပ်ဆောင်နေတယ်ဆိုပြီးတော့စစ်ကောင်စီကတော့ဝါဒဖြန့်နေတယ်လို့လေလာသူတွေကပြောပါတယ်ရန်ကုန်တိုင်းတကုံမြို့တိတောင်ပိုင်းနဲ့မြောက်ကလဘမြို့နယ်တွေမှာဖမ်းဆီးရမိတဲ့ငွေချက်96 6ဘီလီယံကျော်တန်ဖိုးရှိတဲ့မွေးစေဝအမှုမှာအကရလော်ကပါဝင်ပတ်သက်နေတဲ့ဆိုပြီးတော့စစ်ကောင်စီကထုတ်ပြန်ပြောဆိုထားတာပါ။မွေးရမှန်ကိုကိုင်းအဖွဲ့တွေကိုမြန်မာကျပ်ငွေ66ဘီလီယံကျော်တန်ဖိုးရှိတဲ့မွေးစေဝတွေနဲ့အတူရန်ကုန်မြို့မှာဖမ်းဆီးရမိတဲ့အကြောင်းစစ်ကောင်စီကဒီကနေ့မဆာစကွေးတို့သတင်းစာမှာအကျယ်တဝင့်ဖော်ပြထားတာလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာတော့ရှမ်းပြည်နယ်ဝါကိုပိုင်အုတ်ချုပ်ကွင်းရဒေသပန်ဆန်းမြို့မှာနေထိုင်တဲ့ကိုတင်မောင်ဝင်းရဲ့အစီအမံနဲ့ရန်ကုန်တိုင်းတွင်အစဉ်အဆက်ချိတ်ဆက်ရောင်းချသူတွေအပြင်ရန်ကုန်ကနေတဆင့်မလေးရှားပင်လယ်ပြင်ကိုပါ ါချိတ်ဆက်ရောင်းချမဲ့သူတွေကိုဖော်ထုတ်နိုင်ခဲ့တယ်ဆိုပြီးတော့စစ်ကောင်စီကထုတ်ပြန်ပြောဆိုထားတာပါကိုတမောင်မင်းဆိုသူကတော့မဖမ်းမိသေးပဲတေယူပို့ဆောင်ရေးမှာပါဝင်သူ၁၄ဦးတော့ရန်ကုန်တိုင်းနဲ့ကတောင်တကုံမြောက်တကုံစေကြီးခနောင်တို့တာဂေတာနဲ့မြောက်ကလပ်ပါမြို့နယ်တွေမှာမွေးစေဝါတွေအပါအဝင်မော်တယ်ယာဉ်တွေဆက်လီတွေနဲ့ပါတင်စီရမိတယ်ဆိုပြီးတော့စစ်ကောင်စီဘက်ကထုတ်ပြန်ပြောဆိုထားတာလည်းဖြစ်ပါတယ်ရန်ကုန်နေတဲ့စင်မလေးရှားပင်လယ်ပြင်ပြင်မှာမွေးစေဝါတွေကိုရောင်းချဖို့အတွက်အကရတော်အေရဲ့စီးပွားရေးတာဝန်ခံကိုရဲဝင်းခကိုကျော်စိုးလင်းနဲ့စနီးပြည်သူမတိရာမြင်းတို့ကလှုပ်ဆောင်တာဖြစ် ပြီးတော့သူတို့ကိုဖမ်းဆီးမရပြီဘူးဆိုပြီးတော့လည်းစစ်ကောင်စီကတော့ပြောဆိုထားပါတယ်။သူတို့ဇနီးမောင်နှံဟာတန်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်တို့မှာမော်တော်ယာဉ်ကိတ်တွေဖွင့်လှစ်ထားပြီးတော့ခီးတဲ့တင်မှန်လို့ရင်16စီးနဲ့မွေးရစေဝါတွေတဲဆောင်ပို့ဆောင်နေတယ်ဆိုပြီးတော့မော်တော်ယာဉ်ပုံနေတဲ့တကွာစစ်ကောင်စီဘက်ကထုတ်ပြန်ပြောဆိုထားတာလည်းဖြစ်ပါတယ်။အခုမွေးရစေဝါကတင်းဆဲရမိတဲ့ငွေကြေးအကျိုးအမြတ်တွေပိုင်ဆိုင်မှုတွေကိုပြည်သူ့ပဏာပြင်တင်းဆဲနိုင်မှုအတွက်ငွေကြေးခေါ်အားချမှုတပ်ဖြတ်ရေးဥပဒေနဲ့ဆက်ပြီးအရေးယူသွားမယ်ဆိုပြီးတော့လည်းစစ်ကောင်စီရဲ့တရင်ထုတ်ပြန်ချက်မှာတော့ဖော်ပြထားပါတယ်။စေးလေးလိုက်တဲ့လူကတော့စစ်ကောင်စီရဲ့အေအေပေါ် ါ်လုတဲ့အကွက်ကကလေးအကွက်တွေအဲ့ဒါတွေကယိုးနေပြီးရခိုင်မှာတိုက်တမျှတိုက်ပွဲတဲ့ရှုံးနေတာကိုပြန်အဖက်ဆဲခြင်းလို့ပြီးတော့အေအေကိုနိုင်ငံရေးတိုက်ခါချတာအရင်တုန်းကအချိုးတွေအတိုင်းစစ်ကောင်စီဘက်ကလှုပ်လာတာဘယ်သူမှမြုံကြည့်ကြတော့ဘူးလို့လည်းသုံးသက်ပြောဆိုထားပါတယ်အခါကတော့အေအေရဲ့စီးပွားရေးတာဝန်ခံကမွေးရေးစေဝါတည်ယူပို့ဆောင်နေတယ်လို့စစ်ကောင်စီရဲ့ဆွဆွဲထုတ်ပြန်ချက်နဲ့ပတ်သက်လို့အခါကတော့အေဘက်ကတော့အခုချိန်ဒီတုံတရားထုတ်ပြန်ပြောဆိုတာလည်းမျိုးမတွေ့ရသေးပါဘူးဟိုးရင်အေရဲ့စီးရေးသတင်းထုတ်ပြန်ချက်ထဲမှာတော့ရခိုင်ကတိုက်ပွဲတွေမှာလက်ရအရှင်ဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီကနေမွေးရေးစေဝါတွေတွေ့ ရှိရတယ်ဆိုပြီးတော့ထုတ်ပြန်ပြောဆိုထားပါတယ်နောက်ထပ်ပြောပြပေးခြင်းတဲ့တဲ့င်းကတော့ ARV တိုင်းရေကြီးမှာစစ်တပ်နဲ့ AA လို့စီးရဲတင်းမနေလို့ဒေသခံတွေစပေးရှောင်တဲ့တဲ့င်းကိုလည်းပြောပြပေးခြင်းပါတယ် ARV တိုင်းရေကြီးမြို့နယ်တွေကဆက်ဆက်ယူနေစောပြရာတဝိုက်မှာတော့အခါတော် AA နဲ့စစ်ကောင်စီတပ်တွေကြာပြီးခဲ့တဲ့ကြပိုင်းကဆက်လို့တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်မှာတော့အဲ့ဒီရွာတွေပါဝင်အနီးနောက်ကကျေးရွာ900ထက်မနည်းကတော့စစ်ရှောင်နေကြပြီလို့ဒေသခံတွေကတဲ့င်းမီဒီယာကိုပြောဆိုထားပါတယ်တစ်ပတ်စလုံးကမြေပြင်မှာရှိနေကြတယ်တိုက်ပွဲဖြစ်တော့မှာဆိုပြီးတောင်ချေကရွာတော်များများပြောင်းကြပြီစစ်ရှောင်လူတော်ကြနေ သေးတယ်လို့လည်းဒေသခံစစ်ဘေးရှောင်တူကတော့သတင်းမီဒီယာကိုပြောဆိုထားပါတယ်။ချက်ခိုင်း AOD ရုံးမအဆက်တောင်ချေမှာရှိတဲ့ဇီးပင်ကွင်းကွင်ကြီးရှာတော်ဝက်ကုံစတဲ့ကျေးရွာတွေပြင်ပသိမ်မိုးရွာလမ်းမကြီးနီးမှာရှိတဲ့စောပြဆက်ဆက်ယူတဲနုကွင်းစတဲ့ရွာတွေကဒေသခံအများစုကတော့စစ်ဘေးတိမ်းရှောင်နေကြပြီလို့လည်းဒေသခံစီရေးသတင်းမီဒီယာကပြောဆိုထားပါတယ်။အဲ့ဒီနေရာတွေဟာစစ်ကောင်စီရဲ့အမှတ်၃၄၄အမြောက်တပ်နယ်နဲ့ကွင်းကောက်လေးချင်းရဲတပ်ကြားမှာတည်ရှိတာလည်းဖြစ်ပါတယ်။ဒီကနေ့မနေ့၁၀နာရီကစလို့အမှတ်၃၄၄အမြောက်တပ်ကလည်းလက်နက်ကြီးတွေဇက်တိုက်ပစ်ခတ်နေတယ်လို့လည်းရွာကန်ရွာမျိုးကန်တွေကပါ သတင်းမီဒီယာကိုပြောဆိုထားပါတယ် AES ရဲ့သတင်းမီဒီယာတူကတော့ရေကြီးမြို့နယ်က၃လေးလေးအမြောက်တပ်ရင်းနေတာကိနဲ့တဲဖြူရွာစတဲ့၃နေရာတဲ့မင်းမှာတော့တိတိမှုတွေရှိနေပြီးတော့နောက်ဆုံးရနောက်ဆုံးရစီရဲချင်းတွေကိုမသိရှိရသေးဘူးလို့လည်းသတင်းမီဒီယာကိုပြောဆိုထားပါတယ်စီရင်ဘိုးကြီးစေရောကတော့စစ်တပ်ကတော့ခလာရ36တုံပြော်ကနေမနီကစီရင်ရန်၈စီးနဲ့အင်အား၂၀၀လောက်အမြောက်တပ်ကိုထပ်ပြီးအဖြစ်ထားတယ်ဆက်ဆက်ယူနေချင်းလဲရွာတွေဘက်မှာလည်းစစ်တပ်ကခြေကုပ်ယူထားတယ်လို့လည်းအခုတိုက်ပွဲအခြေအနေကိုမှန်ကိုတုံ့သက်ပြောဆိုထားပါတယ်အခုမက်လာ၁၈ရက်နေ့ညနေပိုင်းကတော့အေယာယူတိုင်းလေးမီနာမြို့နယ် ဲ့အတွင်းကိုတော့စစ်ကောင်စီတပ်ကလေနဲ့ဘုံတွေချဲချခဲ့သေးတယ်လို့လည်းဒေသခံစည်ရေးသတင်းမီဒီယာကပြောဆိုထားပါတယ်။ဒီမနာမြို့နယ်ပသိမ်မုံရကားလန်ဘေးမှာရှိတဲ့ဝက်ကုန်းကျေးရွာနဲ့တောရကျေးရွာကြားကိုစစ်ကောင်စီရဲ့လေရင်တွေကဘုံတွေချဲချခဲ့ပြီးတော့ဘုံချဲချခဲ့တဲ့နေရာမှာလူနေထိုင်တာမရှိတဲ့အတွက်ထိခဲ့ဒဏ်ရာရရှိမှုတစုံတရာမရှိဘူးလို့လည်းဒေသခံစည်ရေးသတင်းမီဒီယာကပြောဆိုထားပါတယ်။လက်တလုံးမှာလေမနာမြို့နယ်နဲ့ငသန်းချောင်းမြို့နယ်အဆက်ရခိုင်ယူမတောင်ချီကျေးရွာတွေမှာအေနဲ့တော်လိုင်းတက်တွေရောက်ရှိနေတဲ့ဆိုတဲ့စစ်တပ်လော်ဘီတွေရဲ့ဝါဒဖြန့်မှုတွေကြောင့်စစ်ကောင်စီတပ်ကစစ်အင်အားဖြစ်တင်းတာတွေစစ်ကူစ စကြောင်ပုံမဆေးလွတ်တာတွေလည်းနဲ့ကြီးတွေနဲ့ပြစ်ခတ်တာတွေလေချောင်းနဲ့ဒုံးတက်ခတ်တာတွေလှုပ်ဆောင်လာခြင်းကြောင့်ဒေသခံပြည်သူတွေကတော့ကြေးရွာတွေကနေထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းဒေသခံစည်ရေးသတင်းမြစ်တွေကတော့ပြောဆိုထားပါတယ်။အေကရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့အေရအူတိုင်းပဲခုတိုင်းနဲ့ပဲခုတိုင်းအသွင်းတွေကိုစစ်ကြောင်းတွေချီပြီးတော့ထိုးစစ်တွေကိုဆက်တိုက်ဆိုးသလိုလှုပ်ဆောင်လျက်ရှိတယ်လို့လည်းဒေသခံစည်ရေးသတင်းမြစ်တွေကတော့ပြောဆိုထားပါတယ်။